ဘယ်သူနဲ့ကိုပြောညာလဲမှာအော်မို့ဝေထဲရိုက်တာညာနေရောလေအားကြောင့်မလို့ဟုတ်ကဲ့ကျွန်တော်ကရှိမှလဲဟိုနှစ်ကားစုံခဲ့တော့လေခြီတော့အဲ့လိုမျိုးလေးအဲပြောကြတာနေမှာပါဗျနောက်ကြတော့ကျွန်တော်ထင်းနေ black pig လေးတွေကနေပြီးတော့ရှောက်ပြီးတော့အဲအဲ့လိုအဲ့လိုပြောရလဲဖြစ်ပါတယ်ဗျဟုတ်ဆိုတော့တွဲပြီးရိုက်ခဲ့တဲ့လူတွေလည်းအများပါတယ်ဆိုတော့အဲ့လိုနောက်ပိုင်းမို့သူတို့အဲရှစ်ကြတဲ့ဟာတွေလည်းရှိကြပါဘူးလीเนาะ ဲဟိုဒါတော့ဟိုကျွန်တော်တို့ကတော့ရိုက်နေအောင်ပါဒီဝယ်နေလေးတွေအရောဗျာဝယ်နေရာဒီဒါတော့ခံနေဆိုလို့ရှိရင်အဲ့လိုလေးရိုက်ရပါတယ်ဟုတ်အာဒီနေ့ကတော့လာ wedding fair လေးပေါ့နော်အာကျွန်တော်ဝတ်ထားတာတော့ဒါကျဲတစင် wedding service ကနေပြီးတော့ season နဲ့ဝတ်ဆောင်ကိုကျွန်တော်ဝတ်ထားတာပါခင်ဗျာဟုတ်ဟုတ်လောက်ဝင်လားလောက်ဝင်လားဆာဆင်းနေတော့ပါဒီနေ့ကကျတော့ကျွန်တော်ကအခုလက်ရှိမှာခက်ခက်မှာဖြစ်နေရဲ့မရမုံနဲ့တွဲပြီးတော့တူတူရှောက်မှာပါခင်ဗျာဟုတ် က်ကမှာနည်းနည်းကျန်းနေရဆိုတော့လေဟုတ်ကဲ့ဆရာ fresh shop မှာဘလိုလေးဒါဒီထဲမှာခံစားမိရလေးရှိအောင်အဲပြောပါတယ်မှာအဲဘလိုမျိုးတော့ပြင်မတော့မကျန်းပါဘူးပြင်မတော့မကျန်းတော့ပါဘူးအဆင်ပြေပါအောင်မှာဟုတ်အခုကကြတော့ဒါဟွာလीကျွန်တော်တကယ်ဝယ်တယ်မှာ အပွဲထွက်တဲ့ပုံစံပေါ့နော်ဒါဒါမျိုးကိုစံပယ်ပြကြံတဲ့အတွက်ကြောင့်မို့လို့အဲကျွန်တော်တို့ကနေပြီးတော့ပေါင်ဝင်အဲ့လိုပုံစံလေးထွက်ပြမှာပေါ့နော်တကယ်ဝယ်တဲ့ပုံစံလေးဒါစံပယ်ပြရတယ်ပေါ့နော်ဒါလိုအဲအဲ့လိုလေးရှင်းပြမှာပါဟုတ်ဆိုတော့ wedding ကရိုက်တာတော့ကြပါပြီအဲတော်တော်များများလဲကျွန်တော်မော်ရယ်ဘွားတွေကလည်းအဲ့လို wedding အတွက်ကိုဒါ wedding ဒီ studio တွေနဲ့တော်တော်များများလေးလက်တွဲပြီးတော့ အလုပ်လုပ်ခဲ့တာပေါ့နော်ယနေ့အချိန်ထိပါပဲဆိုတော့တွဲပြီးရိုက်ခဲ့တဲ့အလူလေးရမ်းများပါတယ်ဆိုတော့အလုပ်နောက်ပိုင်းတော့သူတို့အရှစ်ကြတဲ့ဟာလည်းရှိကြပါလိမ့်နော်အဲဟိုဒါတော့ဟိုကျွန်တော်တို့ကတော့ရိုက်နေရအောင်ပါဒီဝယ်နေလေးတွေအရောဗျာဝယ်နေရာဒီဒါတော့ခံနေဆိုလို့ရှိရင်အဲ့လိုလေးရိုက်ရပါဟုတ်ပရိသတ်တွေကတော့ကျောင်းတော့ထပ်ကြတာပေါ့ဟုတ်ဟုတ်ဘယ်သူနဲ့ပြောညာလဲမှာအော်မဝေတဲ့ရိုက်တာညာနေရောလေအဲအကြောင်းမလို့ဟုတ်ကဲ့အဲအဲကျွန်တော်ကရှိမှလဲ ဟိုနှစ်ကားစုံခဲ့တော့လေအဲ့ဒီမှာဇလန်းကိုစီးမျောသွားတဲ့ပြဿနာတွေလည်းရှိတာ哦ရှိတော့အဲ့လိုမျိုးလေးအဲပြောကြတာနေမှာပါဗျနောက်ကြတော့ကျွန်တော်ထင်တယ် black bee လေးတွေကနေပြီးတော့ရှောက်ပြီးတော့အဲ့လိုအဲ့လိုပြောရလဲဖြစ်ပါတယ်ဗျဟုတ်ဒါပါပဲအဲ့တော့ဟိုဘာလို့ဘာလို့ဒီညမှာမရှိတော့လဲတစ်ခါကိုကြတော့ဟုတ်ကဲ့ဒါကြမျက်နှာမင်းနေပူသွားတဲ့ဟာရှိသွားတာအဲ့လိုမျိုးอืม ပါပါတယ်ရှိပါတယ်ဟုတ်ကျွန်တော်အခုတွေ့နေရတော့ကျွန်တော်နဲ့ဆိုတာထက်တီတာတီဟာကိုလीချာလီနဲ့တော့ပို့ပြီးတော့အဲဇလန်လဲတက်နေတော့သူတို့ပို့ပြီးတော့ရှိကြပါတယ်ဟုတ်အာရန်ကောင်းပါတယ်တေလိုကမ်စီမိမိတေယုဆောင်နိုင်တယ်အဲဒါဇလန်ဆိုရင်အခုဆိုလဲပြောင်းနေဖြစ်လာပြီအဲဆိုတော့အဲ ठी တို့ကောင်းပါတယ်အဲအဲ့လိုလीဇက်လေးကပြိတက်လဲမယူပါဘူးเนาะပြိတက်လဲကြိုက်ကြတယ်ဆိုတော့အဆင်ပြေပါတယ်ဟုတ်အဲ့ကအုံနောက်ပါလေအေးအုံနောက်လေးစဉ်းစားပါလားအုံ ပါတာနင်လေအဲ့ကြောင့်နေဖောက်ပြန်နေရလေဒါတော့ဟိုတရုတ်ဆောင်ပိုင်နိုင်မှုအပိုင်းလဲတော့သက်ဆိုင်မယ်နဲ့တူပါတယ်ပြီးတော့ experience လည်းရှိသွားပြီဆိုတော့ character တစ်ခုကိုချင်းကတဲ့နေရာမှာဒါဟိုဒါဝါဝါရင်းလို့တော့မသုံးဘူးဆိုပေမဲ့လည်းနှစ်ကာလတစ်ခုရောက်လာတယ်ဆိုတော့အဲဟိုပို့ပြီးတော့တည်တက်လာတာပေါ့ဗျာအဲလိုပဲပြောအောင်ပါပို့ပြီးတော့တကားတဲ့တကားတော့ပို့ပြီးကြည်ကောင်းလာတာပေါ့အဲ့လိုအဲကျွန်တော်တို့တော်တော်များများတရုတ်ဆောင်နေလည်းအဲ့လိုပဲပေါ့အဲကိုက ကျောင်းဆောင်လောက်လာလာကြားလာတယ်ကောပူပြီးယူသွက်လာတယ်အဲဆိုတာနဲ့အများပူပြီးတော့ကောင်းကောင်းလာတာပေါ့နောက်ပြီးကြတော့အဲဒီမှာပါဝင်တဲ့တရုတ်ဆောင်တွေကလည်းခေတူရေမဟုတ်ဘူးလေဒါမက်ကေလို့ဆိုတာလဲတကယ်အကယ်ဒမီဝါရင်နေဒါမက်ယုံဆိုတာလဲဟိုဇလန်တွေအစာဖြစ်တည်တဲ့ကရှိလာတဲ့မင်းသမီးတွေဆိုတော့အဲတခြားဟိုပါဝင်တဲ့ကိုစင်မျိုးတို့ဒါဟိုအချာလီလို့ဆိုတာလဲခေတူရေမဟုတ်ဆိုတော့ကောင်းပါတယ်ဗျာဟုတ်တားလေးပြောက်နေတယ်ဘလို့ဖြစ်တာလဲ မနေ့ကတော့မအလိုအိမ်မှာတွေ့လိုက်သေးရဲ့လေအဆင်ပြေပါတယ်မာကောင်းပါတယ်ကောင်းပါတယ်အဲ့ကားလေးကတကယ်တကယ်ကိုဖြစ်ရမှန်းလို့လည်းကြားရတယ်ဗျဆိုတော့တကယ်ကောင်းတဲ့ကားလေးပါခင်ဗျဟုတ်ကဲ့နင်ငါမစော်ကားနဲ့နော်ငါဆိုရဲမိန်းမလေးတသက်လုံးအိမ်တော်ကြီးဖောက်ပြန်တာမျိုးလုံးမဲ့မိန်းမမဟုတ်ဘူးကျွန်တော်တို့ညာဇလန်းတွဲဆိုလို့ချင်းရင်အချိန်ကြီးများပြီးပြီးတော့ရိုက်ကြတာဆိုတော့တကားဆိုဆိုတော့ပေါက်လို့ရှင်တော့ဒါအကောင်းဆုံးပေါ့နော်ကျွန်တော်တို့ဆိုလည်း ဒါဇလန်တွဲပေါင်းမြောက်များစွာရိုက်ခဲ့တာကျွန်တော်ဆို12တွဲမှာအဲတိုက်ခဲ့တာပေါ့နော်ဒါပေမဲ့တကယ်တမ်းပြိသက်ရင်ထဲကိုရောက်တဲ့ကားတွေဟာအဲ၄5ကားလောက်ပဲရှိတာပေါ့နော်ဆိုတော့အခုလေအဲဒီဇလန်တွဲပေါက်တဲ့အတွက်ကြောင့်မို့လို့ဇလန်တွဲမှာပါဝင်တဲ့တရုတ်ဆောင်လေးအားလုံးအတွက်ကိုဒါထပ်တူပြောရှင်းမိပါတယ်အရင်လည်းခွင့်ပြုပါတယ်လို့ပြောချင်ပါတယ်ဗျာဟုတ်အဲကျွန်တော်ကျွန်တော်အနေနဲ့ကတော့အဲကျွန်တော်ကိုအဲလာတဲ့ခရိုက်တာပေါ်မှာတော့အကောင်းဆုံးကြိုးစားပြီးတော့တရုတ်ဆောင်သွားပါမယ်ဆိုတော့ ကမ်းပတ်ဆိုတာမျိုးကကြတော့လေအဲ့လိုဟိုကိုမလောက်တာအနုပညာအလုပ်ကိုရက်ထားတာပေါ့နော်အဲကြာပြီအခုမှပြန်လောက်တာမျိုးတော့ဆိုလိုတယ်လို့ကျွန်တော်ထင်တယ်အဲကျွန်တော်တို့ကတော့တောက်လျှောက်တော့လုပ်ဖြစ်နေရပါတော့အဲတကားနဲ့တကားမှာချားနေချားနေတာကြတော့ရိုက်တဲ့ကာလရဲ့စဉ်းစားရေးတင်တာရပါအဲ့လိုမျိုးလေးဖြစ်ပါလိမ့်မယ်အဲဒါပေမဲ့အဲရှေ့ဆက်ပြီးတော့လည်းဆက်ဆက်ပြီးတော့သွားပါမယ်ခင်ဗျာဟုတ် ဘာဖြစ်ဖြစ်တော့ကင်မရာရှိမှနေနေရရင်ကျွန်တော်တို့လူပြသမားတွေကပျော်ရတာပေါ့နော်ဘယ်လိုပဲဖြစ်အင်တာဗျူးနေရင်တော့မှကင်မရာနဲ့မီးထိုးတိုင်းကိုကျွန်တော်တို့ကအဆင်ပြေတယ်ဆိုတော့ရုပ်ရှင်မှာပဲဖြစ်ဖြစ်ဇာတ်လမ်းမှာပဲဖြစ်ဖြစ်အဓိကတော့ကိုလုံးဝမဲ့တာဝန်ပေါ်မှာတာဝန်ချေချေနဲ့အကောင်းဆုံးလုပ်ဖို့ပဲရှိပါတယ်ခင်ဗျဟုတ်ကိုဖန်နေတဲ့အရာတစ်ခုကပြိတ္တကြိုက်တယ်ပြိတ္တရင်နဲ့ရောက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အနုပညာသမားတွေတော့က အမျက်ပါပဲအမျက်အကြီးပါပဲကျွန်တော်တို့ကျွန်တော်လုပ်နေရလို့ရအနုပညာကြီးဆိုတာကတော့ဒါစောင်းနေတွေတက်တက်ပေါ့နော်ပြိသက်ချစ်တာကြောင့်ကျွန်တော်တို့တို့ကဒါအင်မတန်မှကျွန်တော်တို့အကျိုးထူးတဲ့အရာပေါ့နော်ကျွန်တော်လူချင်တာလေဒါပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြိသက်ကြိုက်တယ်ပြိသက်အားပေးတယ်ပြိသက်လက်ခံပေးရချစ်တယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်ကအပျော်အပျော်ဆုံးပါပဲခင်ဗျာ